ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီလာမယ့်တစ်ပတ်တောင်မှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာနည်းနည်းလေးလက်ပိတ်တလူမျိုးတွေเนาะအပြီးွားတဲ့ခါကျရင်ကျွန်တော်စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးရောင်းမဝယ်ဘဏ်အားနေတာမျိုးတွေတွေ့ကြုံလာတတ်တယ်အထူးသဖြင့်ဘယ်မှာတွေမှာသွားအားနေလေလို့ပြောမယ်ဆိုလို့ရှိရင်ဒီအရေချားမြေချားမှာအဲကျွန်တော်တို့ဆက်တွေ့ပြီးတော့အလုပ်လုပ်နေတဲ့လူတွေနိုင်ငံသားတိုင်းနဲ့အလုပ်လုပ်နေတဲ့လူတွေပြီးတော့ခရီးသွားလာရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေမှာပုံပုံပြီးတော့တည်တာလာပါလိမ့်မယ်ဆိုတော့ ဒီလာမယ့်တပတ်တာမှာတနင်္ဂနွေတာသမီတွေစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအားနေတာမျိုးတောက်ပြီးတော့တွေ့ရပါတယ်เนาะအဲ့တော့လက်ပိတ်နေလူမျိုးတွေဖြစ်နေတတ်တယ်ပေါ့ဗျာနောက်တစ်ချက်ကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့เนาะတနင်္ဂနွေတာသမီတွေဒီလာမယ့်တပတ်တာမှာငွေကြေးကိစ္စအခက်အခဲရှိတာပဲဖြစ်ဖြစ်အခက်အခဲမရှိတာဖြစ်ကိုယ့်ရဲ့ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းခြားတွေမှာမိတ်ဆွေအပေါင်းအသင်းတွေညီကောင်မောင်နှမတွေမိသားစုတွေရဲ့အကူအညီထောက်ပံ့မှုတွေအဲသူတို့ရဲ့ကိုယ့်ဘဝကိုအကြံဉာဏ်ပေးမှုငွေချီးမှု စသဖြင့်ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့ပြဿနာတွေမှာတို့စီကနေဆင်အကူအညီထောက်ပံ့ကောင်းများစွာရရှိလာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။မှကျွန်တော်ကတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဆင်မပြေဖြစ်နေတဲ့ကာလအပိုင်းခြားဖြစ်တဲ့အတွက်ကြောင့်ဒီလိုအခြေအနေအပိုင်းခြားမျိုးမှာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးထုတ်ပြီးရင်းနှီးတာမျိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေဝယ်ရမဖြစ်မနေဝယ်ရတဲ့ဟာတွေတော့ဝယ်ပေါ့ဗျာ။ဒါပေမဲ့မလို့အပ်ပဲနဲ့ကြုံမှုပြီးတော့လုပ်ငန်းသဘောတရားအရ investment ရင်းနှီးမြှုပ်နှံမှုထည့်တဲ့ဟာမျိုးတွေတော့နည်းနည်းလေးငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားချင်းချင်းမှာ ခဲ့ပါလို့ကျွန်တော်ပြောချင်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တနင်္ဂနွေသားသမီးတွေတွေ့ကြုံလာမဲ့ဂျမိုင်းကိစ္စရင်းပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဂျမိုင်းကိစ္စတွေမှာတနင်္ဂနွေသားသမီးတွေဟာကံကောင်းခြင်းနေရရှိနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။နေထိုင်မကောင်းဖြစ်နေတဲ့လူတွေဂျမိုင်းအားနည်းနေတဲ့လူတွေဒီလာမဲ့15ရက်အထွန်းပါပေါ့နော်။တက်တာပြောက်ပေးမှုကြီးဂျမိုင်းရင်းနဲ့ပတ်သက်ပြီးထောက်ပံ့ကောင်းနေရရှိလာလို့အာနောက်တစ်ခုကတော့ယောဂရှာလို့မရပဲနဲ့ခက်ခဲနေတယ်ကျွန်တော်မိတ်ဆွေရှိတယ်။ချို့ကြတော့ဘိုင်းအောက်တယ်ဘိုင်းအောက်တယ်ပေါ့နော်။ဒါပေမဲ့ယောဂရှာလို့မရအောင်အဲ့လိုမျိုးယောဂမျိုးတွေ အာကျွန်တော်အဖြူမဲတဲကွဲဆိုတာနဲ့ယောဂရှာလို့တွေ့ရင်လည်းတွေ့မယ်မတွေ့ဘူးဆိုရင်ဘာယောဂမှမရှိဘူးဆိုတဲ့အပိုင်းခြားကိုကျွန်တော်ခါခါနာနာတိတိကျကျအဖြေထွက်လာမယ်အချိန်ချိန်ဒီပိုင်းခြားတစ်ခုလည်းဖြစ်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့တင်းငွေတာသမီတွေရဲ့အခြေအကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်အခြေအကိစ္စတွေမှာကျွန်တော်တင်းငွေတာသမီတွေဒီလာမယ့်ကာလမှာကိုယ့်ရဲ့အခြေအကိစ္စအဆင်မပြေမှုတွေပိတ်ဆို့နေတာတွေတယောက်နဲ့တယောက်ကျွန်တော်တို့ဘယ်လိုခေါ်မလဲအထင်လွဲမှုတွေဖြစ်ပေါ်နေတာတွေ အဆင်ပြေမှုကိုပြန်လှည့်ပြီးတော့ကုပြောင်းလာနိုင်တဲ့ခြေနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့ချစ်သူကကိုယ့်ပေါ်အမြင်ကြည်လင်လာလို့ဒါမှမဟုတ်ကိုယ်ကလည်းကိုယ့်ရဲ့ချစ်သူကိုအမြင်မကြည်လင်ဘူးဆိုရင်ကိုယ့်ရဲ့ချစ်သူကိုအမြင်ကြည်ဖို့အတွက်ချစ်ချင်းကျင်တာတွေကျွန်တော်တို့အားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုကိုဖျက်တမ်းနေပြီပိုင်းခြားဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုအချိန်ကြီးပိုင်းခြားမှုမှာတနေ့ကလေးတာသမီးအခြေအကျိစရည်နဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေရရှိလာနိုင်ပါတယ်။ နောက်တစ်ခုကတော့အိမ်တော်ရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းပေါ့ခဏလေကျွန်တော်ပြောထားပါတယ်ငွေကြေးကိစ္စတွေမှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ညီကိုမောင်နှမစီကနေစီအခုညီထောက်ပံ့ကောင်းလေးရရှိမယ်လို့ကျွန်တော်ပြောထားပါတယ်ဒါကြောင့်မို့ဒီလာမယ့်တစ်ပတ်မှာတာမာတရင်းငွေတာသမီတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်ကောင်းမိသားစုကောင်းညီကိုမောင်နှမကောင်းနေတယ်ကျွန်တော်တို့တွေ့ဆုံလာတတ်တယ်အဲသူတို့ရဲ့ ကိုညီဖိမမှုတွေသူတို့ရဲ့ဂရုစိုက်မှုတွေကျွန်တော်တို့ရရှိလာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ပြဿနာရှုပ်ရှင်းဖြစ်တာပဲဖြစ်ကိုယ့်ရဲ့အခက်အခဲတွေကြုံတွေ့လာတာပဲဖြစ်ဖြစ်အကိုနဲ့အမတန်ညီညီတဲ့ကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိသားစုတွေနဲ့တိုင်ပင်ဖြေရှင်းမယ်ဆိုရင်ဒီချိန်မှာပုံမှုပြီးတော့အားကောင်းစေပါလေ။ဒါကြောင့်မလို့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာမိသားစုရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းညီကိုမောင်နှမတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအကူအညီထောက်ပံ့ကောင်းတွေရရှိနိုင်ပါလေ။နောက်တစ်ခုကတော့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်။ဒီချိန်မှာအထက်လူကြီးတွေနဲ့အစင်မပြေဖြစ်နေတဲ့လူတွေလုပ်ငန်းအသစ်ရှာဖွေမဲ့လူတွေ နေရာအပြောင်းရွှေ့ဌာနအပြောင်းရွှေ့ပြုလုပ်တဲ့လူတွေအတွက်ကတော့ဒီချိန်ဒီပိုင်းခြားမှာတနင်္ဂနွေတာသမီတွေအမှန်တန်ကန်ကောင်းနေတဲ့ကာလအပိုင်းခြားလို့ပဲသုံးသပ်ပြီးဟောကြားပေးခြင်းပါတယ်။ဒါကြောင့်မို့အလုတ်တအကင်တနေရာထိုင်ခင်းအတအလုတ်ကင်အပြောင်းရွှေ့စသဖြင့်ဒီလိုမျိုးလှုပ်ဆောင်မှုတွေစူးစမ်းနေတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကတော့ဒီလာမယ့်တစ်ပတ်တောင်မှကံထောက်ပံ့ကောင်းများစွာရရှိပြီးတော့ကောင်းမွန်သောလုပ်ငန်းခွင်တွေကိုကျွန်တော်တို့တွဲကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တွဲကြုံလာမယ့်တနင်္လာသားသမီးတွေရဲ့ကံပိုင်းခြားအုပ်ကျွန်တော်ဟောကြားပေးပြပါမယ်။ ါတော့တနင်္လာသာသမီတွေရဲ့15ရက်ဒါစီပွားရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အားလုံးမင်္ဂလာပါနော်ဟိုကွန်မန့်တွေမတက်လို့ဒီဒီဒီဘက်ကျွန်တော် live ညွှန်နေတဲ့ဖုန်းမှာကွန်မန့်တွေမတက်လို့ကျွန်တော်တကယ်လို့များတခုခုမိတ်ဆွေတို့မင်္ဂလာပါလို့ပြောလိုက်တဲ့အခါမှာမနှုတ်ဆက်မိနိုင်ရယ်ဆိုကျွန်တော်နားလည်ပေးပါခွင့်လုပ်ပေးပါကျွန်တော်ဒီဘက်ဖုန်းကကွန်မန့်လုံးဝမတက်ဘူးအဲ့တော့ ကျွန်တော်တနင်္လာသားသမီးတွေစီးပွားရေးကိစ္စအိမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်စတင်ပြီးတော့ဟောပြမှာဖြစ်ပါတယ်။တနင်္လာသားသမီးတွေဒီလာမဲ့15ရက်တပတ်စာအတွင်းမှာစက်တူရှေ့ရည်အမတန်အားနည်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကိုယ်အနေနဲ့သူများကိုကူညီပေးတာပဲဖြစ်ဖြစ်သူများနဲ့ပူးပေါင်းပြီးလှုပ်ဆောင်တဲ့ကိစ္စမှာပဲဖြစ်ဖြစ်ပြဿနာတက်မယ်ဒုမို့ကိုယ့်ဘက်ကအခက်ဘက်ကကြီးပဲဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အပြားနဲ့ပတ်သက်ဆက်နွယ်တဲ့အခါစီးပွားရေးကိစ္စပဲဖြစ်ဖြစ်အယောင်ွယ်ကိစ္စပဲဖြစ်ဖြစ်ပြောဆိုတဲ့အခါမှာနည်းနည်းလေးဂရုစိုက်ပါ အလူတစ်ပတ်သားကိုယုံကြည်မှုအရန်ထားပြီးတော့လှုပ်ဆောင်လိုက်တဲ့ကိစ္စတွေမှာအမှားယွင်းတွေအလွဲမှားတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုကိစ္စမျိုးမဆိုစီးပွားရေးလုပ်တဲ့ကျွန်တော်တင်းလာသားသမီးတွေစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအာမိမိကိုမိမိပဲဖြစ်ဖြစ်တခြားလူပဲဖြစ်ဖြစ်ပေါ့နော်။ယုံကြည်မှုလွန်ကဲပြီးတော့ကျွန်တော်တို့ပြုလုပ်တဲ့ကိစ္စတွေမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးစိုးကြိုးတွေကျွန်တော်တို့ဖြစ်ပေါ်လာတတ်လို့နောက်တစ်ခါဆက်သူရှယ်ယာတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ထားတယ်ဆိုတဲ့အလုပ်ငန်းကိစ္စတွေမှာလည်းတယောက်နဲ့တယောက်အဆင်မပြေမှုအခိုက်အတန့်တွေကြုံတွေ့လာရနိုင်ပါတယ်။ ငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အထိုက်လျောက်ကျွန်တော်တို့စီးပွားရေးကိစ္စအရင်းနဲ့ပတ်သက်ပြီးသူ့ဟာသူအဲ့ဒီအပိုင်းမှာဘလောက်ပဲခက်ခဲခက်ခဲငွေကြေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ကို့မှာအဆင်ပြေမှုတွေကျွန်တော်တို့တွေ့ကြုံလာရမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီအချိန်မှာအဲကျွန်တော်အနေနဲ့ပြောချင်တာကို့အနေနဲ့ငွေလိုလို့ပေါ့နော်ตายောင်းมั้ยไอ้ยောင်းมั้ยฉันยောင်းมั้ยสารพัดทีโลยောင်းแค่เนี่ยเนี่ยปิสิดิกูงวยผ่อพุตั่วยောင်းแค่เนี่ยเนี่ยปิสิดิโหกูเนี่ยเมษวยอปองตินอกุญีเบ้เบ้ผิดๆกูเนี่ยตีจ้วนเนี่ย လူတူတယောက်ရဲ့အကူအညီနဲ့ပဲဖြစ်ဖြစ်အဲ့ဒီပစ္စည်းတွေရောင်းထပ်သွားပြီးတော့ကုန်ငွေပြန်ပေါ်လာတာမျိုးတွေတွေ့ကြုံလာရနိုင်ပါတယ်။တနေ့လာသားသမီးတွေဒီအချိန်မှာဘာအားနည်းနေလဲလို့ပြောမယ်ဆိုရင်ကျမ်းမာရေးကိစ္စမှာအားနည်းနေပါတယ်။ဒါကြောင့်မလို့ဒီလာမယ့်15ရက်တပတ်စာအတွင်းမှာတနေ့လာသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဂရုစိုက်စင်ကြင်မှုအတွက်လိုအပ်ပါတယ်။နေတိုင်းမကောင်းဖြစ်တာမျိုးဖျားတာနာတာမျိုးနောက်တစ်ခုကတော့ကျွန်တော်တို့စိတ်ယုံစိတ်ကံစားပြည့်ဒီလိုမျိုးပြတ်တာမျိုးအထိဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မလို့ကျမ်းမာရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာ တနင်္လာသားသမီးတွေပေါ်ဆောက်လို့မရပါဘူးအထူးသဖြင့်ကတော့အထိကိုက်ခံရရရှိတာမျိုးတွေဖြစ်တတ်တယ်ခါနာတာခါကိုက်တာခါလွဲတာစသဖြင့်အယိုးအစ်စ်ပိုင်းနေတဲ့ပတ်သက်တဲ့အပိုင်းတွေမှာပေါ့နော်နည်းနည်းလေးသွားအားနည်းနေတာတွေ့ရတယ်ဒီအပိုင်းမှာမဟုတ်ပါဘူးတခြားတော့ကျွန်တော်တို့ကျမကြီးကိစ္စတွေလည်းနည်းနည်းလေးခရီးဆိုင်ဖို့အတွက်လိုအပ်ပါတယ်ကြာနေတဲ့အကက်ကနည်းနည်းလေးအဆိုးကကြာနေတဲ့အတွက်ကြောင့်မဟုတ်ပါဘူးအခြေအကိစ္စတွေနဲ့ပတ်သက်ပြီးတော့တစ်ဖက်ပိတ်ကျွန်တော်တို့ဟိုကိုယ့်အနေနဲ့မလုပ်ပဲနဲ့လည်းလုပ်တယ်လို့အဆိုးဆွဲခံသိတယ် မတော်ဘဲနဲ့လည်းသွားတယ်လို့အဆုဆွဲခံထိတယ်ပေါ့နော်ဒါကြောင့်မလို့အခြေအကျိကိစ္စတွေမှာဒီလိုပြဿနာတွေဖြစ်နေမယ်ဆိုရင်တယောက်နဲ့တယောက်ပွင့်လင်းမြင်သာစွာပြောဆိုဆက်ဆက်ပြီးတော့မှကျွန်တော်တို့အခြေအကျိကိစ္စမှာဆက်လက်ပြီးတော့သွားတာကိုမှုပြီးတော့ကောင်းမွန်ပါလိမ့်မယ်အဲတယောက်နဲ့တယောက်ယုံကြည်မှုတွေကင်းမဲ့နေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်လို့အတယောက်နဲ့တယောက်တန်တရားစိတ်ကြီးကြီးသွားနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အခြေအကျိကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအဆင်ပြေခြင်းနဲ့ဆိုရင်တနင်္လာသားသမီးတွေ ဝင်လင်းမြင်သာမှုရှိဖို့အတွက်အမတန်လိုအပ်ပါတယ်ဝင်လင်းမြင်သာမှုအားနည်းလေတွေခြေရေးကိစ္စမှာပြဿနာတွေပုံမှုပြီးတော့ရှုပ်ထွေးလေတွေဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်မိမိနဲ့အဆင်မပြေတဲ့မိတ်ဆွေတွေပြန်လည်ပြီးတော့အဆင်ပြေတင့်မြတ်လာပါမယ်နောက်တစ်ခုကတော့သားသမီးရေးရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲနေတဲ့အပိုင်းတွေရှိပါတယ်ဥပမာပညာရေးကိစ္စပဲဖြစ်ဖြစ်နိုင်ငံသားသွားတဲ့ကိစ္စပဲဖြစ်ဖြစ်တို့မို့တို့ရဲ့တို့ရဲ့သားသမီးလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးလုပ်ငန်းရှာဖွေတဲ့ကိစ္စပါပဲဖြစ်ဖြစ်ပေါ့နော် အဆင်ပြေမှုသတင်းစကားကောင်းတွေကျွန်တော်တို့ကြာတိလာနိုင်မယ့်အချိန်ဒီအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့သားသမီးကိုအခြေပြုပြီးတော့ပျော်ရွှင်ကြည်နူးမှုရရှိတဲ့အပိုင်းအခြားနောက်တစ်ခါကိုနဲ့အဆင်မပြေဖြစ်တဲ့မိတ်ဆွေအပေါင်းအသင်းတွေပြန်လည်ပြီးတော့တင်းမြတ်လာတာမျိုးเนาะဥပမာစကားများထားတယ်ပေါ့ရန်ဖြစ်ထားတဲ့မိတ်ဆွေတွေနဲ့ပြန်လည်ပြီးတော့ကျွန်တော်အကြောင်းကိစ္စတစ်ခုခုကြောက်ပေါ့เนาะပြန်လည်ပြီးတော့အဆင်ပြေတင်းမြတ်လာတာမျိုးတွေကျွန်တော်တို့တွေ့ကြုံလာရမယ့်အခြေအနေအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ခါတော့တွေ့ကြုံလာမယ့်ကျွန်တော်ရဲ့ဒီတင်းနှလားသားသမီးတွေရဲ့အာဝန်ထမ်းကိစ္စအပိုင်းအခြားဖြစ်ပါတယ် ဝန်ထမ်းကိစ္စမှာကျွန်တော်မှာကျင်တာကလေအာကိစ္စသေးတာပဲဖြစ်ဖြစ်ကြီးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းကိစ္စလှုပ်ဆောင်တဲ့အခါမှာတည်တည်ချာချာလေးခရုစိုက်ပါကိုယ့်ရဲ့မော်ဒမဲနိုင်မှုကိုယ့်ရဲ့ပေါ်ဆမှုတွေဟာအကိုရဲ့လုပ်ငန်းကိစ္စမှာအလုပ်ပြုတ်သွားတဲ့အထိဖြစ်ပေါ်လာနိုင်ပါလေ။ဒါကြောင့်မို့လုပ်ငန်းလုပ်တဲ့အခါမှာပေါ့ပေါ့ဆော့ဆော့မလုပ်ဆောင်မှုတွေခရူးဆိုင်ပါ။ကိစ္စတည်တည်ကြည်ကြည်တည်တည်ချာချာခရူးဆိုင်ပြီးလုပ်ဆောင်မှုတွေလိုအပ်ပါလေ။ကိုရဲ့ပေါ်ဆမှုကိုရဲ့အားနည်းမှုဟာအကိုတို့အလုပ်ကိစ္စတွေမှာနည်းနည်းလေး အဆင်မပြေမှုတွေဖြစ်ပေါ်လာတတ်ပါတယ်ဒါလေးကိုတော့နည်းနည်းဂရုစိုက်စေချင်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုအမှိုက်ကစားပြတ်တက်မီးလောင်ဆိုလိုပဲနော်ကိုဂရုမစိုက်လိုက်တဲ့တစ်ချက်ဟာကိုဒီအလောက်ကနေထွက်သွားတဲ့အထိပြဿနာအကြီးကျယ်တွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့ဆက်စားရဂရုစိုက်ဆင်ခြင်မှုအတွက်မှာကြားချင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အင်္ဂါသားသမီးတွေရဲ့ကံပိုင်းချောင်းဟောကြားပေးချင်ပါတယ်နံပါတ်၁ချက်ပြောချင်တာတော့အင်္ဂါသားသမီးတွေဒီချိန်မှာစီပွားရေးကိစ္စအင်းနဲ့ပတ်သက်ပြီးနောက်ကျောကိုဒါနဲ့ထုတ်ခံရမယ့်ကိစ္စတွေတစ္ဆာဖောက်တဲ့ကိစ္စတွေနောက်တစ်ခါကိုယ့်ရဲ့အားကိုးရတဲ့ဝန်ထမ်းတွေကို အလောက်ကထွက်သွားတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့အင်္ဂါသားသမီးတွေဒီလိုရှင်ဒီပိုင်းခြားမျိုးမှာအလောက်ကန်ကိစ္စရည်နဲ့ပတ်သက်ပြီးတော့စီးပွားရေးလှုပ်ဆောင်တဲ့အခါမှာအမတန်ဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်။ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးအသွင်းသတင်းတွေဖြစ်နိုင်တယ်ဆိုရင်ကိုကလွယ်ဘူးဘာမှမသိခိုင်းတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါကြောင့်မလို့စီးပွားရေးနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့အတားအကျက်တွေကိုမိမိတယောက်တည်းသိရှိတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဖြစ်နိုင်တယ်ဆိုရင်တော့ကိုနဲ့အတူတူအလုပ်လုပ်တဲ့လူတော်မပြောတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာလဲဆိုတော့ဒီအချိန်မှာကိုယ့်ရဲ့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်တဲ့ အောင်မြင်လေးလေးပို့ပြီးတော့စိုးရင်ရလေးလေးပဲမအောင်မြင်တဲ့လုပ်ငန်းဆိုရင်တော့ဘာမှမဖြစ်ဘူးအဲ့တော့အရန်အောင်မြင်တဲ့လုပ်ငန်းမှာကိုယ့်ရဲ့လုပ်ငန်းကိုစင်တူယူမကျွန်တော်တို့ကိုယ့်လိုပုံစံမျိုးလိုက်လောက်တာမျိုးကိုယ်ရောင်းတဲ့ပစ္စည်းကိုလိုက်ရောင်းတာမျိုးစားရဖြစ်ပေါ့ဗျာလုပ်ငန်းကိစ္စအနေနဲ့ပတ်သက်ပြီးအပြိုင်ဆိုင်အတိုက်ခိုက်တွေနဲ့ကျွန်တော်တို့ကြုံတွေ့လာရနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့အင်္ဂါသားသမီးတွေတွေ့ကြုံလာမဲ့ကျွန်တော်တို့ငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ငွေကြေးကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ငွေအချင်းငါအပေးယူပြုလုပ်တဲ့အခါမှာနည်းနည်းလေး ဂယုဆိုင်ပါ။ဘောက်ဂယုဆိုင်ခိုင်းတာလေလို့ပြောမယ်ဆိုအပေးယူလွဲမှားတာမျိုးတွေအချင်းကားလွဲမှားတာမျိုးတွေငွေကြေးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မလို့ကိုယ်အနေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံတဲ့အခါမှာရော့ပဏမရော့နဂါဆိုတဲ့ system ကိုကျင့်သုံးနိုင်တော့ပုံမှန်ပြီးတော့ကောင်းမွန်ပါလိမ့်မယ်။ဒါကြောင့်မလို့ငွေလက်လွန်တာမျိုးငွေကျွန်တာမျိုးတွေအင်္ဂါသားသမီးတွေအမှတ်မတင်မဲ့ဒီလို15ရက်အတွင်းမှာတွေ့ကြုံလာရနိုင်ပါတယ်။အဲ့ဒါကိုဂယုဆိုင်ဖို့အတွက်လိုအပ်ပါတယ်။နောက်တစ်ခုကတော့အင်္ဂါသားသမီးတွေရဲ့ကျန်းမာရေးကိစ္စဖြစ်ပါတယ်။ အင်္ဂါသားသမီးတွေဒီအချိန်မှာစိတ်ထင်တိုင်းတာရှောက်လို့ရှောက်တိုင်းနေမှာကျမရေဂယူဆိုင်မှုအားနေတယ်လို့ပဲပြောအောင်ပါနော်ဆိုတော့ကျမရေဂယူဆိုင်မှုတက်ကိုယ့်ရဲ့စိတ်ပျော်ရအောင်ရှောက်လို့နေတဲ့အတွက်ကြောင့်မလို့လုံရင်းလုံရနေစဉ်ကျမရေစိုးသားတာမျိုးဖြစ်နိုင်တယ်ဥမာကိုကတွေးတိုးရှိပါတယ်ဆိုတော့တွေးတိုးတဲ့အစားတောက်တွေပဲစားခြင်းနဲ့အစားတစ်ဖြစ်ပါနော်ဒီလိုပါဇက်ကကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ကျမရေငန်းစေဖို့အတွက်တိုက်တွန်းနေတယ်လို့ပဲနော်ဟိုပါလေးစားလိုက်ပါဒီဟာလေးအိတ်လိုက်ပါအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့အနေထိုင်အစားတောက်မစင်ကျင်မှုကြောင့် ကျမကြီးနဲ့ပတ်သက်ပြီးတော့အားနေတာကြီးတွေ့ကြုံလာနိုင်တယ်။ဒါကြောင့်မလို့ကိုယ်နဲ့မတည့်တာပြီးတော့ယာလီဥဒုယမစားတဲ့မစားထိုက်တာတွေမစားနဲ့။သူများတွေစားရင်ဘာမှမဖြစ်ဘူး။မိမိစားလိုက်ရင်ဖြစ်တယ်။အခုဆိုရင်ကျွန်တော်တို့တရက်သီးတွေပေါ်နေတယ်၊မယန်းသီးတွေပေါ်နေတယ်။သူသူများတွေစားတာဘာမှမဖြစ်ဘူး။ကိုယ်စားလိုက်ကမှ one shot တာမျိုးဝမ်းပြတ်တာမျိုးစားတဲ့ဒီလိုမျိုးဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့ထိလွယ်ရှလွယ်ဆိုတဲ့အပိုင်းခြားဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းလေးအစားတောက်နေထိုင်လေးစင်ကျင်ဖို့အတွက်ကိုဂယုစိုက်စေချင်ပါတယ်။ကိုယ့်ရဲ့ဂယုစိုက်မှုအားနေတဲ့အပေါ်မှာကျမကြီးနဲ့ပတ်သက်ပြီးတော့စိုးရွားတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ကတော့ အင်္ဂါသားသမီးတွေအခြေအကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အင်္ဂါသားသမီးတွေဒီလိုကာလမျိုးမှာအခြေအကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ဘလောက်ပဲချစ်သူကပျော်ရွှင်အောင်ပဲလှုပ်လှုပ်ကိုကိုယ်တိုင်ကပဲဘလောက်ပဲပျော်ရွှင်စရာပဲဖန်ပြီးဖန်ပြီးမိမိစိတ်မှာကပျော်ရွှင်မှုအားနည်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့အခြေအကိစ္စမှာကိုတယောက်တည်းတည်တတ်နေထိုင်ချင်တာမျိုးဘယ်သူနဲ့မှမပတ်သက်ချင်တာမျိုးဒီချိန်မှာအခြေအကိစ္စမှာ88ဆက်နိုင်တဲ့ကာလအပိုင်းခြားတစ်ခုတုံ့တွေးလာလို့စိတ်ထဲကနေစဉ်စဉ်းစားဆုံးဖြတ်မှု အဲကျွန်တော်တို့တွေးတော့ပူပင်မှုပေါ့နော်များစွာကိုကျွန်တော်တို့အုံနောက်ကစဉ်းစားနေရတဲ့အတွက်ကြောင့်အခြေအကြီးကိစ္စမှာခေါင်းလျှောက်စရာစိတ်ရှုပ်စရာစိတ်နှောက်စရာတွေနဲ့ကျွန်တော်တို့ဖြတ်တန်းရမယ့်ကာလအပိုင်းကြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အခြေအကြီးကိစ္စကောင်းတယ်ဆိုတာကိုကျွန်တော်မပြောလို့ဘူး။ကိုယ့်ရဲ့စိတ်ဆန္ဒကဖြစ်ပေါ်နေတဲ့အပိုင်းကြားမှာစိတ်ရှုပ်တယ်စိတ်ညစ်တယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အခြေအကြီးကိစ္စမှာမပြောရွှင်တာမျိုးစသဖြင့်ပေါ့နော်။ဒီလိုအခြေအနေမျိုးမှာအလွဲမှားတစ်ခုခုမဖြစ်နိုင်တဲ့ဖြစ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ပြက်ဖို့၊ကွဲဖို့၊ပြဲဖို့အပ်တဲ့အားကောင်းနေတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်ပါတယ်။ တစ်ဖက်ကလည်းဖြစ်နိုင်လို့မိမိဘက်ကလည်းဖြစ်နိုင်ပါလေဆက်လက်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ်အင်္ဂါသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ပြဿနာတွေကိုကျွန်တော်တို့မိထုံးရှာလို့ဖြစ်တတ်ပါတယ်နော်ပြဿနာတွေမိထုံးရှာလို့ဖြစ်တတ်ပါတယ်ကိုယ့်ဘက်ကတော့ပြဿနာဖြစ်တယ်လို့ကိုကိုသားပြူတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုစင်နာထားပြီးလုပ်ပေးတဲ့ကိစ္စတွေမှာကိုသလာပြီးတော့လုပ်ပေးတဲ့ကိစ္စတွေမှာကိုရဲ့မိသားစုဝင်ဖြစ်တာသမီးဝင်ဖြစ်ဖြစ်ကိုရဲ့အိမ်တော်ဘက်ပဲဖြစ်ဖြစ်ပေါ့နော်ကိုလုံလိုက်တဲ့အခါမှာ မမျောလင့်ထားတဲ့အလွဲမှားမှုတွေမပြောမမျောလင့်ထားတဲ့အစင်မတင်မှုတွေကြောင့်ပေါ့နော်ဟိုကောင်းတာကနေဆိုးတာဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုအချိန်ကြီးပိုင်းခြားမျိုးမှာသူများကိုကူညီတာပဲဖြစ်သူများကိစ္စဝင်ပြောတာဖြစ်ဖြစ်အဲသူများနဲ့ပတ်သက်ပြီးလှုပ်ဆောင်တာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးနည်းနိုင်များနည်းအောင်ပြုလုပ်တာပိုကောင်းပါလိမ့်မယ်ဒီမိသားစုရေးရာအိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းခြားမှာတော့စကားနဲ့ရန်စဲဆိုတဲ့စောင်ပုတ်လေးကြိုက်တော့ရင်တော့ပိုကောင်းပါလိမ့်မယ်ဘာလဲဆိုတော့ကိုယ့်ဘက်ကမလိုလားပဲစေတနာနဲ့ပြောလိုက်တဲ့ကိစ္စတွေမှာတစ်ဖက်က အဲကိုယ့်တို့မျိုးမြင်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါလေးကိုတော့နည်းနည်းလေးခရင်စဆင်ချက်စေချင်ပါတယ်နောက်တစ်ခုကတော့လုပ်ငန်းကိစ္စအဲဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်အင်္ဂါသားသမီးတွေဒီလိုအချိန်ကြီးပိုင်းခြားမျိုးမှာလုပ်ငန်းကိစ္စတွေဝန်ထမ်းကိစ္စတွေလှုပ်ဆောင်တဲ့အပိုင်းတွေမှာပြန်လည်ပြီးတော့အားကောင်းမှုကံကောင်းမှုတွေရရှိလာပါတယ်လုပ်ငန်းကိစ္စတွေမှာခက်ခဲတာတွေအဆင်မပြေတာတွေရှိရဆိုရင်အဆင်ပြေမှုကိုကျွန်တော်တို့ကုပြောင်းလာမယ့်အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်ကျမ်းမာရေးရောက် အာကျမကြီးကြောင့်အလုတ်ခွင့်ယူထားတဲ့လူတွေပြန်လဲပြီးတော့ကျမကြီးတက်တာပြောက်ခင်းပြီးတော့အလုတ်ပြန်ပြီးတော့ဆင်းနိုင်တာမျိုးတွေစတဲ့ဖြစ်ပေါ့နော်ဒီလိုမျိုးတွေတွေ့ကြုံလာရတတ်ပါတယ်ဒါကြောင့်အလုတ်ပိုင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းတွေအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုကိုကျွန်တော်တို့ကြုံတွေ့လာရနိုင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ်ဗုဒ္ဓဟူးသာသမီရောင်သာသမီတွေရဲ့ကံပိုင်းခြားကိုဟောကြားခွင့်ပြုပါကွန်မန့်တွေတက်တာနောက်ကြကျွန်တော်မမြင်ရအောင်အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဟူးသာသမီတွေရဲ့ဒါစီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် ဝရုသသမီးကြီးစီးပွားရေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့အချိန်ကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုကိုကျွန်တော်တွေ့ကြုံလာမယ်အချိန်ကောင်းနေဆိုတာစီးပွားရေးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အထောက်ပံ့နဲ့ကောင်းမွန်တဲ့ဖြစ်တည်မှုတွေကျွန်တော်တွေ့ကြုံလာရတတ်ပါတယ်အစီးပွားရေးနဲ့ပတ်သက်ပြီးကြံ့ကြာနေတဲ့ဘိုင်းတွေပြန်လဲပြီးတော့အဆင်ပြေလာနိုင်မယ်လောက်ကိုကြိုင်မှုအတွက်အခက်အခဲဖြစ်နေတာတွေလောက်ကိုကြိုင်မှုအတွက်အခွင့်အာအကြောင်းတရားတွေပေါ်ပေါက်လာမဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်နောက်တစ်ခါစီးပွားရေးကိစ္စရည်နဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့ခက်ခဲနေတဲ့ပိုင်းခြားတွေမှာအကူအညီထောက်ပံ့မှုကောင်းအဆက်အသွယ်မှုကောင်းနေတဲ့ကျွန်တော်တို့တွေ့ကြုံလာမဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ် တို့ပြက်ကတော့ဒီလိုကာလမျိုးမှာကျွန်တော်ဘရဟုသာသမီရောင်းသာသမီတွေရောင်းမန်းဝယ်ပန်းအားကောင်းနေတာမျိုးရောင်းသူဝယ်သူအဆင်ပြေနေတာမျိုးခါတိုင်းတဲ့အဲစီပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာပြောပြောရွှင်ရွှင်တက်တက်ကြွကြွလှုပ်ဆောင်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။အဲ့ဒီမှာဘာထက်ပြောချင်တာလဲဆိုငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းကိုထပ်ပြောချင်ပါတယ်။ဆိုတော့စီပွားရေးနဲ့ပတ်သက်ရင်တော့ငွေကန်ကောင်းပါပဲလို့တချို့ကထင်ကောင်းထင်နေတယ်။ဒါပေမဲ့အခုကြုံတွေ့နေရတာဘော်ဒဟူသာသမီရောင်းသာသမီတွေကစီပွားရေးမှာအားကောင်းနေတယ်ငွေကြေးမှာလာအားနေနေတယ်။ဘာလို့အကြောင်းပြုပြီးအားနေနေတာလဲလို့ပြောမယ်။ အမှတ်မတင်ဖြစ်ပေါ်လိုက်တဲ့ပြဿနာတွေမှာငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်တယ်။ဥပမာပြမပြောကောင်းမဆိုကောင်းကားဝင်တိုက်တာမျိုးကားဘတ်ဆုံနဲ့တကူထိမိတာမျိုးကိုဖုန်းကျပြီးတော့ကွဲသွားတာမျိုးမျော်လင့်ထားတာမဟုတ်ပဲတွေးခေါ်ထားတာမဟုတ်ပဲတည်ငါအတွင်းမှာဖြစ်ပေါ်လာတဲ့ပြဿနာတွေပေါ်မှာငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်မို့လို့နည်းနည်းလေးဂရုစိုက်ဖို့အတွက်အပြောချင်ပါလေ။ဥမာကိုအပြင်ထွက်သွားတယ်။ဟာကိုရဲ့ ham chain ပတ်သွားတယ်။ရွှေ ham chain ကြပြောက်သွားတာမျိုးဒါလည်းငွေကြီးကိစ္စရတယ်ပတ်သက်ပြီးတော့အမှတ်မတင်တာပဲဆုံးရှုံးသွားတာပဲ။ အခုသူရွှေတံမိုးမြင့်နေတဲ့အချိန်မှာပိုတော့ခယူးဆိုင်အောင်မယ်ဆိုတော့ပါเนาะဆိုတော့ဒါကြောင့်မလို့ငွေကြေးပြောက်တာရှတာအနောက်ကကျွန်တော်တို့ကိုယ့်ရဲ့မောင်းနေနေတဲ့ကားဆိုင်ကစပိန်စတဲ့ဖြစ်ဒီလိုမျိုးကိစ္စရင်းနဲ့ပတ်သက်ပြီးမမျော်လင့်ထားပဲမတွေးခေါ်ထားပဲနဲ့ငွေကုန်တာမျိုးဖြစ်တတ်တယ်။ဒါကြောင့်မလို့အဲ့ဒီငွေကုန်ပေါက်ကတော့ပိတ်လို့မရအောင်ဆိုတော့ငွေမကုန်ဘယ်လိုလုပ်မလဲဆိုတော့လုပ်လို့တော့မရအောင်သူကမမျော်လင့်ထားတဲ့အဲဒီအရာတွေကြောင့်ငွေကုန်မယ်လို့ပြသခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့နည်းနည်းလေးခရီးဆိုင်ပါစီးပွားရေးကငွေဝင်တာတကယ်တော့တစ်ဖက်မှာငွေကုန်တာတကယ်တော့တူတော့မတူဘူးပေါ့နော်။ နောက်တစ်ခုကတော့ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ယောဂဟောင်းတွေကျွန်တော်ဒုက္ခပေးတတ်တယ်ယောဂအခန့်ရှိနေတဲ့လူတွေယောဂဟောင်းရှိနေတဲ့လူနာတာရှိယောဂသမားတွေနည်းနည်းလေးဂရုစိုက်ပေးပါဒီချိန်မှာကိုယ့်ရဲ့မူရင်းရှိနေတဲ့ယောဂဖောက်လဲဖောက်ပြန်ဖြစ်တာမျိုးကိုယ့်မှာရှိနေတဲ့ယောဂအခန့်ဖောက်လဲဖောက်ပြန်ဖြစ်တာမျိုးတွေတွေ့ကြုံလာတတ်တယ်ဒါလေးတော့နည်းနည်းလေးဂရုစိုက်စေချင်ပါတယ်နောက်တစ်ချက်ကတော့သမီးစားကိစ္စမှာတော့ဘဒုသာသမီးရာဟုသာသမီးတွေအမှန်တမ်းအားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုကို ဖြတ်ကျော်နေရပါတယ်။ဒါကြောင့်မလို့ခြေကိစ္စမှာကိုယ့်ရဲ့ချစ်သူရဲ့ဂျင်နာမှုယူရမှုအခြေကိစ္စတွေနဲ့ပတ်သက်ပြီးပျော်ရွှင်မှုကြည်နူးမှုတွေရရှိတတ်ပါတယ်။နော်နောက်ကတော့ကျွန်တော်တို့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်မိမိကိုကြီးတောင်းထားတဲ့ကိစ္စတွေအဲမိမိအနေနဲ့မျှော်လင့်ထားတဲ့သတင်းစကားတွေဒီအချိန်မှာကောင်းမွန်စွာကြားသိရတတ်ပါတယ်ဆိုတော့ကိုမျှော်လင့်တဲ့သတင်းစကားဥမာကိုတခုခုလောက်ဖို့အတွက်တစ်ဖက်ကနေစင်ကိုအဖြေမပေးသေးတဲ့အရာဥမာဗျာအနည်းဆုံးပြောမယ်ဆိုရင်နိုင်ငံခြားတောင်းမဲ့ကိစ္စပေါ့ဗီဇာမကျသေးတာမျိုး အဲ့လိုမျိုးဟာမျိုးတွေဒီ15ရက်တာအတွင်းမှာသတင်းစကားကောင်းတွေကြားသိရတတ်တယ်ပြီးတော့ကိုမျော်မှန်းထားတဲ့အရာမျော်လင့်ထားတဲ့အရာတွေဖြစ်ပေါ်လာဖို့အတွက်အိမ်တော်ရေးမှာအချိန်ဤအကြောင်းတရားကောင်းတွေအများကြီးကျွန်တော်တို့ဟိုဟာတွေ့ကြုံလာမဲ့အချိန်ဤအပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့အိမ်တော်ရေးကိစ္စရည်နဲ့ပတ်သက်ပြီးအတူချုံဟောမယ်ဆိုကိုတွေးခေါ်ကြံစီထားတဲ့အရာတွေအောင်မြင်မှုရရှိဖို့အတွက်ဒီအချိန်မှာကံအစပြိုးမဲ့ကာလအပိုင်းခြားတစ်ခုကိုကြော်ဖြတ်ရမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်ဝန်ထမ်းရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဘော်တခုသားသမီးရာဟုသားသမီးတွေကိုယ့်ရဲ့လုပ်ဖို့အကိုင်ဘက်ကိုယ့်ရဲ့လက်အောက်ငယ်သားကိစ္စပြဿနာတွေကိုဖြေရှင်းပေးရတာမျိုးကူညီပေးရတာမျိုးဒါမှမဟုတ်လမ်းပြပေးရတာမျိုးအကြံဉာဏ်ပေးရတာမျိုးကိုယ့်ရဲ့လုပ်ဖို့အကိုင်ဘက်ကိုယ့်ရဲ့လက်အောက်ငယ်သားအနေနဲ့ကိုယ့်ကိုအကြံဉာဏ်လာပေးတာမျိုးအကူအညီလာတောင်းတာမျိုးတွေလည်းကျွန်တော်တွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မို့သူများကိစ္စသူများပြဿနာသူများရဲ့ အခက်ခဲတွေကိုမိမိအနေနဲ့ကုညီဖြေရှင်းပေးရတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။အဲ့တော့အလုတ်ကန်ကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ကန်ကောင်းလားလို့မေးမယ်ဆိုဝန်ထမ်းတွေကန်ကောင်းမှုရရှိပါမယ်။ဆိုတော့အလုတ်ထပ်ပို့ပြီးတော့ကိုယ့်ရဲ့လုံပေါ်ကိုင်းပဲလက်အောင်ငယ်သာပြဿနာတွေကိုဦးစားပေးပြီးဖြေရှင်းရတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။အလုတ်ကန်။ Okay ။အဲ့တော့ကျွန်တော်ပြည်သားသမီးတွေဒီချိန်မှာအလုတ်ကန်ကိစ္စအင်းနဲ့စီးပွားရေးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းကိုစဟောမယ်နော်။စီးပွားရေးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းမှာကျွန်တော်ပြည်သားသမီးတွေကပြန်လည်ပြီးတော့အားကောင်းလာနိုင်တယ်ပြန်လည်ပြီးတော့ဥမော့လာနိုင်တယ်နောက်ဆုံးဘလောက်တိအားကောင်းလာလဲလို့ပြောမယ်ဆိုပိတ်ဖို့အတွက် ဖြစ်တည်နေတဲ့စီးပွားရေးတွေပြန်လည်ပြီးတော့လက်ပတ်မှုအားကောင်းလာလဲပါမယ်နော်။ဒါကြောင့်မို့စီးပွားရေးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့အရှိမကိုအနေနဲ့ဘလောက်ပဲစီးပွားရေးနဲ့ပတ်သက်ပြီးအားနေခဲ့အားနေခဲ့ဒီလာမဲ့15ရက်တအတွင်းမှာကိုယ့်ရဲ့စီးပွားရေးအတိတ်ဖန်ပြန်လည်ပြီးတော့အားကောင်းလာနိုင်တယ်။ဥပမာပိတ်ဖို့အတွက်လုပ်နေတဲ့အရာတွေအပြန်လည်ပြီးတော့အဆင်ပြေသွားပြီးငွေကြေးကိစ္စအဆင်ပြေတာပဲဖြစ်ဖြစ်ပေါ့နော်လုပ်ငန်းကိစ္စအဆင်ပြေတာပဲဖြစ်ဖြစ်ပြန်လည်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းလက်ပတ်မှုအားကောင်းလာတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။ဒါပေမဲ့မိမိကတော့လုပ်ငန်းအဆင်မပြေ နေပြီးတော့လှုပ်ချင်တိုင်းလှုပ်ကြိုင်ချင်တိုင်းကြိုင်နေတော့မရအောင်ဘူးเนาะကိုယ်လုပ်ငန်းကတော့ကိုပြန်လဲပြီးတော့နည်းနည်းလေးတော့ပြန်ဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်တချို့ကျတော့လုပ်ငန်းအရှုံးပေါ်သွားပြီဆိုတော့အဲ့ဒီလုပ်ငန်းကိစ္စမှာဆက်မလုပ်ချင်တော့ဆိုတော့ဒီတိုင်းပြစ်ထားတာမျိုးဂရုမစိုက်တော့တာမျိုးတခြားအလုပ်တစ်ခုကိုပြောင်းရွှေ့ပြီးတော့လှုပ်ဆောင်ချင်တာမျိုးတွေတော့မတူလုံးနဲ့ပေါ့လက်ရှိရှိနေတဲ့အဲကိုရှုံးနေတဲ့လုပ်ငန်းကိုမောင်မြင်တဲ့လုပ်ငန်းကိုတည်တည်ချာချာလေးဂရုစိုက်ပြန်လုပ်လိုက်ပါဒီ15ရက် အဲအတွဲမှာပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေကျွန်တော်တို့ရရှိလာမှာပါအဓိကကကိုတေချာလုပ်ဖို့အတွက်လိုအပ်ပါတယ်ကိုစိတ်ကလည်းစိတ်ပါလက်ပါလှုပ်ဆောင်ဖို့အတွက်တော့လိုအပ်တာပေါ့ဗျာကျွန်တော်ကောင်းတယ်ပြောပြီးကိုကအဲ့ဒီလှုပ်မှာမလှုပ်ဆောင်ဘူးဆိုပြီးတော့အလကားပြတ်သွားပါပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့တွေ့ကြုံလာမဲ့အဲကျွန်တော်တို့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလာမဲ့15ရက်အဲအတိုင်းတာအတွင်းမှာကျွန်တော်တို့တွေ့ကြုံလာမဲ့ကျွန်တော်ပရိသတ်သမီးတွေရဲ့ကံအပိုင်းခြားဖြစ်ပါတယ် အဲ့တော့ဇန်နဝါရီတာသမီတွေကဒီကံအပိုင်းခြားအနေနဲ့ပြောမယ်ဆိုငွေကြီးကိစ္စမှာကံကောင်းခြင်းတွေရရှိတဲ့အချိန်ဒီအပိုင်းခြားတစ်ခုပဲရောက်ရှိမှာလုပ်ငန်းကိစ္စကငွေဝင်တာမျိုးလည်းဖြစ်နိုင်တယ်ဘုံမဟုတ်ရရရှိတဲ့ငွေကြီးတွေအဲဥပမာအကျွေးရเสียရှိတာတွေပစ္စည်းရောင်းတာလို့ငွေရเสียရှိတာတွေအဲ့လိုမျိုးကနေတစ်ဆင့်ငွေကြီးတွေကျွန်တော်တို့ဝင်လာတာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးကံကောင်းခြင်းတွေကျွန်တော်တို့ရရှိနေတဲ့အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ် ကျမရေကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ကျွန်တော်ပြည်သားသမီးတွေကျွန်တော်တို့အရေးပြားနဲ့ပတ်သက်တဲ့အပိုင်းကိုတော့နည်းနည်းလေးခရုစိုက်ပါကျွန်တော်တို့ကျမရေကိစ္စရင်းနဲ့ပတ်သက်ပြီးကန်ကောင်းပါတယ်ဥမာအရေးပြားအဲကျွန်တော်တို့ရတာနာတာအခုဖိတ်ပေါက်တာစတဲ့ဖြစ်ပေါ့နော်ပြီးတော့နွေရာသီလည်းဖြစ်နေတယ်ဆိုတော့နည်းနည်းလေးကိုယ့်ရဲ့အရေးပြားပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ခါလေးကိုခရုစိုက်ပါလို့ပြောချင်ဖြစ်ပါတယ်တချို့ကြတာလေအရေးပြားအရင် sensitive ဖြစ်တဲ့အရေးပြားတွေရှိတယ်အဲဆိုပုံပုံပြီးတော့ခရုစိုက်ဖို့တော့လိုအပ်ပါတယ်အခြေအကျိစ္စမှာတော့လက်ရှိရှိနေတဲ့ relationship တစ်ခုပေါ်မှာ စိတ်ကုန်နေတဲ့အပိုင်းချာစိတ်ပြတ်နေတဲ့အပိုင်းချာတစ်ခုကိုကြုံတွေ့လာတတ်တယ်။ချစ်သူရှိလားဆိုတော့ရှိတယ်။ပျော်လားဆိုတော့မပျော်ရှင်အောင်ဆိုတဲ့အပိုင်းချာတစ်ခု။ဆိုတော့ဖြတ်လို့လည်းမရရှေ့ဆက်ဖို့အတွက်လည်းမပျော်ရှင်လက်ကုလက်ရောက်နေတဲ့ပုံစံမျိုးကိုပြသနေခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်ဂျရာပရိသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အိမ်တော်ကြီးကိစ္စတွေမှာတော့ဂျရာပရီသားသမီးတွေကကောင်းမွန်နေတဲ့ကံထောက်ပံ့ကောင်းနေရရှိနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်လို့ကိုမိသားစုနဲ့အတူခရီးသွားရတာမျိုးဒါမှမဟုတ်လို့ရှင်အလှူဒန်းတူးလို့ရတာမျိုးတွေ ကျွန်တော်တို့အားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လို့မိသားစုနဲ့ခရီးထွက်မဲ့လူတွေမိသားစုနဲ့အလှူဒန်းတစ်ခုပြုလုပ်ဖို့အတွက်ကြံစည်ထားတဲ့လူတွေအထောက်အအောင်မြင်မှုကောင်းတွေကျွန်တော်ရရှိလာနိုင်တဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တယ်။ဝန်ထမ်းတွေအနေနဲ့ကျွန်တော်တို့သားသမီးတွေဒီလာမဲ့ကာလပိုင်းခြားမှာကိုယ့်ပေါ်ကိုထင်လွှဲနေတဲ့ကိစ္စအကုတ်ပေါ်ကိုအထင်မှားနေတဲ့ကိစ္စတွေပြန်လဲပြီးတော့အားကောင်းလာနိုင်ပြီးတော့လုပ်ငန်းကိစ္စတွေမှာနာမည်ကုန်တဲ့ကြော်စောတာမျိုးဒုံမဟုတ်ဒုံပေါက်လုပ်ငန်းကိစ္စတွေမှာကိုလှုပ်ဆောင်လိုက်တဲ့ကိစ္စတစ်ခုတော့ အချင်းမုန်းခံရတာမျိုးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တစ်မန်လေးရတာမျိုးနေပတ်သက်ပြီးအားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်။မိမိဘက်ကတော့မှန်အောင်နေပါ။ကြံတဲ့ကိစ္စတွေကံတရားတွေကသူ့အတူကိုကံကောင်းခြင်းတွေယူဆောင်လာပါလိမ့်မယ်။ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေရဲ့ကံပိုင်းခြားကိုဟောကြားခွင့်ပြုပါ။စီးပွားရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာလုပ်ငန်းကိစ္စတွေတော့အောင်မြင်ပါရဲ့။တို့တော့ကိုယ်အနေနဲ့ငွေကြေးအနောက်ကနေမလိုက်နိုင်တာမျိုးလူဝင်အားမလိုက်နိုင်တာမျိုးတွေကြောင့်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအောင်မြင်တဲ့လောက်မအောင်မြင်မဲနဲ့ဖြစ်တဲ့လောက်မဖြစ်တဲ့အပိုင်းချပါဘူးအဓိကကငွေအင်အားလူအင်အားအားနေမှုကြောင့် လုပ်ငန်းအားကောင်းလာဆိုတော့ကောင်းတယ်ဒီထက်ပုံမှုပြီးတော့ကောင်းပုံမှုအတွက်ကို့မှာလူရငွေရအခက်ခဲတွေကြောင့်ကို့ရဲ့လုပ်ငန်းတွေမှာထင်တယ်လို့ကြည့်ဒီအောင်မြင်မှုဥပမာ100ရာခိုင်နှုန်းပြည့်အောင်မြင်ရမယ့်နေရာမှာ90ရာခိုင်နှုန်းပဲအောင်မြင်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့အတက်နိုင်ဆုံးဒီအချိန်မှာတောက်ကြသားသမီးတွေလုပ်ငန်းကိစ္စတွေပတ်သက်တဲ့အပိုင်းမှာလူရင်အားငွေရင်အားအမတန်အရေးကြီးပါတယ်။အဲ့တော့ငွေရင်အားလည်းရှိတယ်၊လူရင်အားလည်းရှိတယ်ဆိုတဲ့လူတွေကတော့ဒီလိုကာလမျိုးမှာလုပ်ငန်းကိစ္စတွေပတ်သက်ပြီးအောင်မြင်ခြင်းကိုရရှိမယ်၊တိုးတက်ခြင်းကိုရရှိမယ်ဆိုတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်။ ငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဒီမှာတော့တောက်ကြတာသမီးတွေခဏကျွန်တော်ပြောလို့ပဲလုပ်ငန်းကြောင့်ငွေကြေးလိုအပ်တာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ကိုယ့်အတွက်ကြောင့်မဟုတ်ဘူးကိုယ့်ရဲ့လုပ်ငန်းမှာရည်နှီးမြှုပ်နှံမှုတွေလုပ်ငန်းလိုအပ်ချက်အရာငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးလိုအပ်တာရှိပါတယ်ဒါကြောင့်မလို့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးတောက်ကြတာသမီးတွေငွေချီးတာငှားတာလှဲ့တာတို့မို့ပေါင်တာနှံတာရောင်းတာတွေကျွန်တော်တို့ပြုလုပ်ရမယ့်ကိန်းဂဏန်းတွေကျွန်တော်တို့တွေ့ကြုံလာရမယ့်အပိုင်းခြားဖြစ်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးတော့ငွေရည်ကြီးလိုတာမျိုးတွေတောက်ကြတာသမီးတွေဒီအချိန်မှာတွေ့ကြုံလာရတတ်ပါတယ် ကြံတဲ့ကျွန်တော်တို့အပျော်ပါကိစ္စတွေတခြားငွေကုန်တာတွေကတော့ကျွန်တော်တောက်ကြသားသမီးတွေပုံမှန်ပဲဖြစ်တည်နေတယ်။အထူးထူးခြားခြားကတော့ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေမှာ investment လုပ်ဖို့အတွက်ငွေကြီးလိုအပ်တာမျိုးတွေတော့တောက်ကြသားသမီးတွေကြုံတွေ့လာနိုင်ပါတယ်။နောက်တစ်ခုကတော့ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတောက်ကြသားသမီးတွေကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအဲတွေးတွေးလေးတာနောက်တစ်ခါတွေးနဲ့ပတ်သက်တဲ့ယောဂါပေါ့နော်ကျွန်တော်တို့ဒီတွေးရတာစသဖြင့်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းဒီတွေးသားနဲ့ပတ်သက်တဲ့ယောဂါတွေအားနည်းနေယောက်ျားလေးဆိုရင်လည်းတွေးတူဘာလို့ဖြစ်ပေါ်တတ်ပါတယ်အဲတွေးနဲ့ ပတ်သက်တဲ့ယောဂတွေနည်းနည်းလေးအားနည်းတဲ့အတွက်ကြောင့်တောက်ကြသာသမီနဲ့နည်းနည်းလေးဂယူဆိုင်ဆင်ခြင်မှုအတွက်လိုအပ်တဲ့တွေးတွေ့ရှိနေတဲ့လူတွေကိုဂယူဆိုင်ခဲ့ပါတယ်။နောက်တစ်ခုကတော့အခြေအကျကိစ္စမှာတော့ကြာနေတဲ့ကတ်ကတော့ပြဿနာအရှုပ်ရှင်းတွေကိုဖြေရှင်းနေရတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒီချိန်မှာစိတ်နှစ်ခွဖြစ်ပေါ်တတ်ပါတယ်။ဟိုဟာကောင်းတော့တို့ဒီဟာကောင်းတော့တို့အခြေအကျကိစ္စတွေမှာတွေ့ဝေမှုများစွာနဲ့ကျွန်တော်တို့ကြုံတွေ့လာတတ်ပါတယ်။ ဒီချိန်မှာအခြေအကိစ္စမှာစဉ်းစားဆုံးဖြတ်မှုမှားယွင်းသွားတယ်ဆိုလို့ရှိရင်အဲ့ relationship တစ်ခုလုံးဝပျက်စီးသွားတဲ့အထိဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့တောက်ကြသားသမီးတွေအခြေအကိစ္စတွေနဲ့ပတ်သက်ပြီးစဉ်းစားဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်သူများတွေထပ်ပုံမပြီးတော့အချိန်ယူပါ။သူများတွေထပ်ပုံမပြီးတော့ view site ပါ။သူများတွေထပ်ပုံမပြီးတော့တွေးတောပြီးတော့လောက်ဆောင်ပါ။ဒေါ်ရထွက်တိုင်းစကားတွေကိုကျွန်တော်တို့လက်လွတ်စွဲပြောဆိုခြင်းအခြေအကိစ္စမှာရှောင်ခြင်းပါ။ကိုကတော့ဒေါ်ရထွက်လို့တော့ပြောလိုက်တာ။ဒါပေမဲ့တစ်ဖက်ကကိုဒေါ်ရထွက်လိုက်တဲ့အချိန်ပြောလိုက်တဲ့စကားတွေကို နောက်တစ်ချိန်မှာကိုယ့်ကိုပြန်လှည့်ပြီးကောင်တာပြန်တိုက်နိုင်ပါတယ်ဒါကြောင့်မလို့ဒေါတာထွက်ထွက်မထွက်ထွက်ကိုကိုဘက်ကမမှားအောင်တော့အတက်နိုင်ဆုံးနေထိုင်ရင်တောက်ကြသားသမီးတွေအတွက်အကောင်းဆုံးဖြစ်ပါလေနောက်ချက်ကတော့ကျွန်တော်တို့အိမ်တော်ကြီးကိစ္စတွေမှာတော့အပြောင်းလဲဖြစ်ကြုံလာတတ်ပါတယ်ဥပမာအိမ်ပြောင်းတာမျိုးအလုပ်ပြောင်းတာမျိုးနေရာထိုင်ခင်းအပြောင်းလဲဖြစ်တာမျိုးတွေပေါ့ဒီလိုအချိန်နေမျိုးအပြောင်းလဲမျိုးတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်ပါတယ် ဒီချိန်မှာအင်ရှင်အင်ကားပြဿနာတွေကျွန်တော်နည်းနည်းလေးရှုပ်ထွေးကြရတယ်တွေ့ကြုံလာရတတ်ပါတယ်အထူးတစ်ပြက်ကတော့လုံငန်းကိစ္စအရင်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အိမ်တော်ဘက်ဒိုးပေါက်ကိုယ့်ရဲ့မိသားစုတွေနဲ့နားလည်မှုသဘောထားချင်းကွဲလွဲတာမျိုးတွေဒီလိုချိန်မှာတွေ့ကြုံလာရနိုင်ပါတယ်နောက်တစ်ခါဝန်ထမ်းတွေလက်အငယ်သားတွေကကိုယ့်ဘောအမိမကြည်လင်တာမျိုးလက်အငယ်သားတွေနဲ့ပြောဆိုတဲ့အခါမှာကိုယ့်ရဲ့ဩဇာအာဏာတက်ရောက်မှုအားနည်းတာမျိုးတွေတွေ့ကြုံလာရတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ့်ရဲ့ဩဇာအာဏာတက်ရောက်မှုအားနည်းနေတဲ့အတွက်ကြောင့်မလို့အလုပ်လုပ်တဲ့အခါမှာနည်းနည်းလေး ပြောရဆိုရတာလက်ပေါက်ကတ်တဲ့လူတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာရတတ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့တွေ့ကြုံလာမယ်နောက်ဆုံးကြန့်ရှိတဲ့ကျွန်တော်စနေသားသမီးတွေရဲ့အကန့်အပိုင်းချအောင်ဟောကြားပြပြပါဒါပြင်တရေအကြောင်းပြောပါတော့တရေတို့တစီတို့အကြောင်းပြောပါတော့နားထောင်မလားစနေသားသမီးတွေတော့ဖြစ်ပါတယ် โอเคสนิทသားသမီးတွေဒီလာမဲ့တပတ်တာပါကုံကူတန်းရောင်းဝယ်တာမျိုးတွေနည်းနည်းလေးခရုဆိုင်ပါเนาะကုံကူတန်းရောင်းဝယ်တယ်ဆိုတာကရောင်းမဝယ်မှဖြစ်တတ်ပါတယ်ကိုကမျက်မဲ့ထင်ပြီးတော့ဝယ်လိုက်တဲ့ပစ္စည်းရှုံးပေါ်သွားတာမျိုးဖြစ်တတ်တယ်ဥပမာကိုကမမျက်ဘူးထင်နေပြီးတော့မဝယ်ထားတဲ့ပစ္စည်းကမျက်သွားတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်လုံးဆောင်တဲ့အခါမှာရေလိုက်ငားလိုက်လွဲတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နည်းနည်းလေးခရုဆိုင်စင်ကြင်မှုအတွက်လိုအပ်ပါတယ် ကြီးကြီးမားမားဖြစ်ပေါ်တာမျိုးတော့မဟုတ်ပါဘူးတို့တော့ကိုထင်ထားတာကတလွဲကိုမထင်ထားတာကအဟုတ်ဖြစ်နေတဲ့အပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေအလုပ်လုပ်တဲ့အခါမှာပုံပုံပြီးတော့ဂရုစိုက်ပြီးတော့လှုပ်ဆောင်ပါကိုအကြံဉာဏ်ထက်အများအကြံဉာဏ်ကိုယူပြီးလှုပ်ဆောင်မယ်ဆိုရင်လုပ်ငန်းကိစ္စတွေမှာအောင်မြင်လာပါလိမ့်မယ်နောက်တစ်ခါတော့စနေသားသမီးတွေတွေ့ချုံလာမယ်ကျွန်တော်တို့ရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ငွေကြေးကိစ္စမှာကံကောင်းတယ်လူမုန်းများတယ်ဆိုတော့ငွေဝင်တော့ဖွင့်တယ်ဒါပေမဲ့လူမုန်းများတယ်ရံများတယ်ပေါ့နော်မနာလိုလူတွေ အဲစားဖြစ်ပေါ့ဟုတ်ငွေပုံဝင်လေးလေးရန်ပုံများနေတယ်ပဲဒါကြောင့်မလို့ငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးငွေဝင်တော့ဝင်တယ်ဒါပေမဲ့ခဏပြောလို့ရန်များတယ်ကို့ပေါ့အမြင်မကြည်လင်တဲ့လူတွေနဲ့ပတ်သက်ဆက်နွယ်နေရဒီအချိန်မှာကိုကကြွားဝါတတ်တဲ့လူဖြစ်ရင်တော့ပူဆိုးတာပေါ့နော်ကိုကပတ်ဆက်ရတာပဲမသိရင်ပဲခိုးလာလို့လို့ဖွက်လာလို့လို့နဲ့စားဖြစ်ဒီလိုမဟုတ်မမှန်ပြောဆိုဆွတ်ဆွဲခြင်းပေါ့နော်ခံရတတ်ပါတယ်ဒါကြောင့်မလို့ငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတူတူတိတ်တိတ်ငွေရလေတူတူတိတ်တိတ်ငွေမျိုးရလေတူတူတိတ်တိတ်ငွေအများကြီးရပြီးအောက်ဆက်ဆောင်ပါကြီးလို့ပဲ ရွှေတွေလက်ကောက်လောက်ဝတ်မယ်ဆိုရင်ခမရရက်ွက်ကိုအဲခမရတရင်အဖြစ်တွေကိုရက်ွက်ထဲမှာအကုန်လုံး లై တောက်တာခမရတော်တော်များဝိုက်တယ်။ဒါကြောင့်မလို့ကျွန်တော်ပြောတာငွေငွေမဟုတ်ငွေဝင်တယ်တို့တော့ကိုယ့်ရဲ့ငွေဝင်မှုပေါ်မှာနည်းနည်း jealous ဖြစ်တဲ့လူတွေ ਨੇ ကျွန်တော်တွေ့ကြုံလာတတ်ပါတယ်เนาะဒါကြောင့်မလို့ကိုယ့်ရဲ့ငွေဝင်တာလည်းမပြနဲ့နောက်တစ်ခုကကျမ်းမာရေးပေါ့ဗျာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အာအားနေနေတဲ့လူတွေတန်လဲပြီးတော့ကံကောင်းခြင်းကိုရရှိလာနိုင်တဲ့အချိန်ဒီပန်းချတစ်ခုဖြစ်ပါတယ်ကျမ်းမာရေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ ကံတော့ကောင်းတယ်တို့တော့ကျွန်တော်တို့နည်းနည်းလေးငွေကုန်ကြီးကြဖြစ်တာမျိုးတွေဒီချိန်မှာတွေ့ကြုံလာတတ်တယ်နည်းနည်းလေးခရီးဆိုင်ပြီเนาะကျမကြီးအားကောင်းတယ်အားကောင်းတယ်ဆိုတော့ဖျားတယ်တက်ကူတွေပတ်စံကုန်တယ်ဒီလိုမျိုးကိုပြောခြင်းဖြစ်ပါတယ်ကြီးကြီးမားမားဖြစ်ပေါ်တာမျိုးတော့မဟုတ်ပါဘူးเนาะကျမကြီးနဲ့ပတ်သက်ပြီးအားကောင်းတယ်လို့သုံးသပ်ပြီးဟောကြားပေးခြင်းဖြစ်ပါတယ်အခြေအကိစ္စမှာစနေသားသမီးတွေနည်းနည်းလေးအရှုပ်ရှင်လူမှုရေးပြဿနာလေးတွေတွေ့ကြုံလာတတ်တယ်အခြေအကိစ္စမှာကိုရီးယားဆန်ဆန်ဖြတ်တန်းရမယ်ကာလအပိုင်းခြားတစ်ခုပေါ့เนาะဒါကြောင့်ကိုရီးယားကားတွေတိတ်မကြည့်နဲ့တကယ်ဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ပြောတဲ့ကိုရီးယားအချက်တွေသိတယ်မလား အဲ့လိုပုံစံမျိုးတွေစနေသားသမီးတွေဒီအချိန်မှာတွေ့ကြုံလာနိုင်ပါတယ်။ဒါကြောင့်ကိုရီးယားကားတွေတိတ်ကြည့်ပါနဲ့။နောက်တစ်ခုကတော့စနေသားသမီးတွေအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အာဘယ်လိုပြောရမလဲ။မိမိပေါ်ကိုကိုယ့်ရဲ့မိသားစုပဲဖြစ်ကိုယ့်သားသမီးပဲဖြစ်ဖြစ်ပေါ့နော်။ကိုယ့်ရဲ့မိဘဖြစ်ကိုယ့်ရဲ့ခမပဲဖြစ်ဖြစ်ပေါ့နော်။အထင်လွဲတာအမြင်လွဲတာနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်ပါတယ်။ဒီအချိန်မှာအာကိုယ့်ရဲ့စိတ်ဆုံးဖြတ်ချက်လင်မြန်ခြင်းလင်လင်မြန်စွာချမှတ်ခြင်းပြောဆိုခြင်းတွေဟာကိုယ့်အတွက် စိတ်အနှောက်အယှက်ဖြစ်စရာတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့မျက်စိနဲ့တည်တည်ချာချာမြင်ရတဲ့ကိစ္စတွေယုံကြည်ပြီးပြောဆိုပြီးတော့ပုံမှုပြီးတော့ကောင်းမွန်ပါလေ။ဘေးနားကနေတွေးထုတ်နေတဲ့လူတွေအတင်းပြောနေတဲ့လူတွေကိုယ့်ရဲ့အိမ်တော်ကြီးပြက်လို့ပြက်စီပြုတ်လုံနေတဲ့လူတွေရှိနေတဲ့အတွက်ကြောင့်မလို့အပြင်စကားကိုအတွင်းမပို့နဲ့အတွင်းစကားလည်းအပြင်မပို့တာဒီချိန်မှာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အဲ့လိုမျိုးတော့ပို့နေမယ်ဆိုလို့ရှိရင်အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်ပြေဖို့ဆိုတာအမတန်အားနည်းပါလေခရုဆိုင်ပါ။နောက်တစ်ခုကတော့ဝန်ထမ်းတွေပေါ့နော်။ဝန်ထမ်းတွေဒီချိန်မှာ level 2ပေါ့နော် level 2ဆိုတာလောက်ပေါ်ကင်ပတ်အတူတူ အချင်းချင်းကြားထဲမှာတယောက်နဲ့တယောက်တစ္ဆာဖောက်တာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်။တယောက်အားနည်းချက်ကိုတယောက်နင်းပြီးတော့အပေါ်တက်တာမျိုးတယောက်အားနည်းချက်ကိုတယောက်နင်းပြီးတော့နာမည်ကောင်းယူတာမျိုးတွေဒီချိန်မှာတွေ့ကြုံလာတတ်တယ်။ဒါလေးကိုတော့နည်းနည်းလေးဂရုစိုက်ဖို့တော့လိုအပ်ပါလိမ့်မယ်။ဒီလောက်ဆိုရင်ကျွန်တော်တို့ကျွန်တော်ရဲ့တပတ်စာတပတ်စာတော့မဟုတ်ဘူးပေါ့နော်။15ရက်အတွက်ပြီးသွားပြီဖြစ်ပါတယ်။